ားလုံးပဲမင်္ဂလာပါရှင်။ပါပီယွန်ရေးသားထားသောဇီးကွက်ချောင်းတရားပေါ်ကအဝါရောင်ဝတ်ဝင်ရုပ်အကျိုးအပဲ့လေးဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ရွေရက်တွေဟာ တသက်မမေ့နိုင်စရာရက်တွေပေါ့နွေရာသီရိုမန့်စ်နွေကြောင်းပည့်ရဲ့အစမှာအရာရာဟာလှပလုံးနေခဲ့တယ်ပထမဆုံးကရာသီဥတုပဲဗီတောင်စ်ရဲ့ Here comes the sun တခြင်းကိုဗမာပြည်မှနေစဉ်ကနားထောင်ရင်နားမလည်ခဲ့ဘူးနေထွက်တာများဘာကြောင့်ပျော်ရွှင်မြူထုနေရတာလဲပေါ့နေအောင်အရလွန်ပြီးပူပြင်း၆တို့ရဲ့ဗမာပြည်သားတယောက်အဖို့နားမလည်နိုင်ခဲ့တဲ့တခြင်းခုကျွန်တော်နားလည်တဲ့အပြင်တစ်ချိန်လုံးဖွင့်ပြီးနားထောင်နေမိတယ် ရုပ်လက်ပန်းရောင်စုံတွေဒက်ဖာရီပန်းကလေးတွေကတစ်မျိုးလုံးဝေစာဖူးပွင့်နေတယ်။တစ်ပင်တွေက အကုန်အစင်းရောင်တွေကြီးပဲ။အစင်းရောင်မြက်ခင်းတွေကလည်းမြင်းလျာမှာကော်စောခင်းထားတယ်လို့လှပလွန်းနေတယ်။မုံမိုင်းပြာဝေပြီးကြောက်မက်ဖွယ်ကောင်းလောက်အောင်အိဆက်ခဲ့တဲ့မျိုးကလေးဟာตาရလှပနေတယ်။လူတွေကပလက်ဖောကဖေးတွေမှာပြည့်ကျက်နေတာရဲ့။အားလုံးရဲ့မျက်နှာဟာပျော်ရွှင်မြူးထူးလို့ကျွန်တော်မှနှွေးမတိုင်ခင်ကတည်းကလှုပ်လာတဲ့ အချင်းပြေအလုတ်အကိုင်းကောင်းကောင်းရှိလာပြီ။ကိုလီထန်းနဲ့အလုတ်ဆိုတော့တေလောက်အောင်ပင်မဲပင်မဲအင်မတန်ပတ်စံရတဲ့အလုတ်ကျွန်တော်ဘဏ်အကောင့်ထဲမှာငွေကြေးအတော်စုဆောင်းနိုင်ခဲ့ပြီ။ဘာသာစကားအခက်ခဲကိုကျော်လွှားနိုင်ခဲ့ပြီ။ဒေတာသုံးထိုင်ရလက်ကိုကောင်းကောင်းနားလေလာတယ်။လူပေါင်းဆန်လာတယ်။အတန်းပေါ်ရီတွေကမိတ်ဆွေကောင်းတွေလည်းရလာခဲ့ပြီ။ဒီအခြေအနေမရောက်ခင်လမ်းမော်ကအင်္ဂလိပ်လမ်းတရေလေးတွေနဲ့ရိုက်ပွဲဖြစ်ခဲ့ရတာတွေ။အလုတ်သွားရင်ညဘက်လူရက်ခံခဲ့ရတာတွေ။ လမ်းမော်ရထားပေါ်တွေမှာအင်္ဂလိပ်ခုခံရေးအဖွဲ့လို့နာမည်ပေးထားတဲ့လူမျိုးရေးမုန်တီသူအဖွဲ့ဝင်တွေကရန်ရှာတာတွေအများကြီးရင်ဆိုင်ခဲ့ရပေမဲ့ခုခါမှာကျွန်တော်ဟာကြီးကလေးတကောင်လို့အထိတ်တလန့်နေတတ်တဲ့ pressure ကြောင်းတာလေးမဟုတ်တော့ဘူးထုလီမာလီငဖဲတကောင်ဖြစ်ခဲ့ပြီတခါညငါးချက်တန်ဘာဘာဆိုင်မှာဘေးနက်ဖက်ကိုနံပါတ်2ကြိုက်တန်နဲ့အပြောင်ထိုးပြီးဦးစုံဖုတ်နေရာလေးကိုပဲကွက်ချန်ထားတတ်တဲ့ အင်္ဂလိပ်လူမိုက်စပင်ကီနဲ့ဖြစ်လာပြီးအလောက်ကျန်းလုံးရလုံးလို့ပိန်ညော်ညော်လေးကနေလူကောင်ကြီးပြီးတောင့်တင်းလာပြီးအာကစားအင်ကြီးလက်ရှိဝတ်တယ်ဂုံးခံပေါင်းပြီးအရှိဝတ်တယ်စနိတ်ကဖနက်စည်းတယ်လမ်းလျှောက်ရင်အရင်လိုကုတ်ချောင်းချောင်းလေးမဟုတ်တော့ဘူးရင်ကော့ပြီးမြောက်ဆော့ဆော့လျှောက်တယ်လူတွေကိုကြည့်တဲ့အခါမထီတရီကြည့်တယ်လမ်းတရေလေးတွေအရက်သမားတွေက Wait you fucking chink တယုတ်ယုတ်ပေါက်နေလို့ဆဲတာဒီလိုဆဲလာရင် fucking wanker အတော်ညစ်ပတ်တဲ့စကားလုံးဒီလိုပြန်ဆဲရင်မင်းငော့ပြတတ်လာတယ်အဲ့လိုပြန်ဖြဲပြရင်တော်ယုံကောင်တွေကရံမရှာရဲတော့ပဲလစ်သွားတာပဲတနည်းအားဖြင့်ဘာကူမှမကြောက်တတ်တော့တဲ့လူလေတယောက်ဒါမှမဟုတ်ရှေးခေတ်ကပညာတော်သင်သွားတဲ့လူကြီးတွေတုံးတဲ့အတော့အနှုတ်အရာဘီလက်ချဘိုးတယောက်အဲ့လိုဖြစ်လာစပြူလာပြီးဆိုပါတော့အောင်စင်းတွေထွက်တော့လေပထမနှစ်ရဲ့အမှတ်စင်းတွေဟာဒေါ်နန်းမေမေကြီးလိုချင်တဲ့အတိုင်းရတယ်အကုန်80ရာခိုင်နှုန်းအထက် first class ဆိုပါတော့အဲ့တရင်ကြတော့မြမလေးတော်နန်းမမကြီးဟာအစ်မတန်ပြုံးရွှင်နေခဲ့တာပေါ့ချက်ချင်းဆိုသလိုကျွန်တော်စီရောက်လာတယ်လက်ဆွဲခေါ်သွားပြီးမြို့လေကောင် shopping center တွေကကျွန်တော်တခါမှဝင်မကြည့်ဘူးတဲ့အထယ်ဆိုင်တွေထဲရောက်သွားတယ်ကျွန်တော်ဝင်ဘူးတာဆိုလို့ prime man လို့ခေါ်တဲ့အပေါ်စားကုန်တိုင်းလောက်ရှိတာရဲ့အဲ့မှာပိုင်စိုးပိုင်နေနဲ့အဝိတ်တွေတထဲပြီးတထဲရှောက်ကန်ပြီးဓာသွားဝေကြည်စမ်းနေ့ကကြခင်ခေါင်းမှာတားမွေးအဆောင်ပါပြီးသားလေးလာလာလေးဟုတ်ပြီ ာသွားဝတ်ကြည့်စမ်းအဲ့လိုတွေလုတ်တယ်ပြီ အကုန်လျှောက်ဝယ်ပြီးတော့တာပဲငွေပဲကြီးမှာအနှွေးရည်တွေဘာလို့ဖို့လဲလို့မေးတော့ဒါမျိုးတွေစောင်းမွေးမှာဈေးနှစ်ဆလောက်တက်တာလူအကြီးရဲ့တဲ့အမေတင်ညာရှိပါလားလို့ပြန်ပြောရင် သူခိုင်းသည်မလို့သူဝယ်ပြီးသည်မယူရတော့တာပါပဲအနှွေးရည်တွေအပြင်နှွေးနဲ့နှွေးနှောင်းပိုင်းဝတ်ဖို့အဝတ်အစားတွေပါတထုပ်ကြီးရဲ့ဈေးဝယ်ပြီးတော့ထမင်းဆိုင်ကောင်းကောင်းကိုခေါ်သွားပြီးနေ့လယ်စာကျွေးတယ်အမှန်တိုင်းပြောရရင်အဲ့လို posh ဖြစ်တဲ့ အထက်တန်းကြတဲ့ဆိုင်မျိုးကျွန်တော်ရောင်းလို့တော့မဝင်ခဲ့ဘူးပါဘူးကို့အစင်းကငါးချက်တန်းအဝါစားတရုတ်ဘူဘေးဆိုင်လောက်တော့တလတခါနတ်မမန်တာကိုနေ့လယ်စာစားပြီးတော့ platform cafe တစ်ခုမှာအတူတူထိုင်း coffee တစ်ခွက်စီ စက်ကလက်ကိုစီနဲ့နေရောင်အောက်မှာဈေးယူနေကြတယ်။ကျောင်းစာကိုဒီအတိုင်းသာဆက်ထိန်းတာမရင်ကောလိမ့်မှာဆရာလုံနေတဲ့တငယ်ချင်းရှိတယ်။အကုတ်မိချာနဲ့တူတူပဲ။ဘာလို့ဖို့လဲ။ဘာလို့ရမှာလဲ။ရှင့်ကိုဒီကျောင်းကဘွဲရပြီးရင် ဲ့ဒီမှာဆက်ထားမှာပေါ့ဟာလာပြန်ပြီဒီတပွဲနဲ့တင်တော်ပါပြီဆိုနေနို့အခုအင်္ဂလိပ်စာကအစစ်မမီဘူးလေတိတ်ဆန်းအခုအဲတုန်းကတော့မစိုးတော့ဘူးဟုတ်ပြီလားမဖြစ်နိုင်ဘူးထင်ရင်မပြောသေးဘူးရှာမရှင်နဲ့ဆိုကြီးရဲ့ဒုက္ခဗျာသူ့ခင်ဗျာယထာလက်မှတ်တွေတောက်တောက်လဲကုန်မယ်ထင်တာပဲအဲ့ဒီနေ့ကစာမိုးပဲအောင်မတ်ကိုကျင်းနဲ့လို့ဆူလာချနေလဲစာအတူစားကော်ဖီအတူတောက်ပြီးပြန်သွားတယ်ကျွန်တော်အလုပ်အားရနဲ့ချင်းပြီးနောက်၃ရက်လောက်နေတော့ ထက်ရောက်လာပြန်ရောစားစရာတောက်စရာတွေတပုံးတပင်ချက်ပြုတ်လာတယ်။တေချာထုတ်ဖို့ဒိမ့်ဆဲပေးတယ်။အားရရက်ကလေးလျှောက်လဲချမယ်ဆိုပြီးရဲတိုက်တွေရာစုတော်တော်များများကလေးကစောက်ထားတဲ့ရေဟောင်းကြောက်တုံးအိမ်ကလေးတွေပြည့်နေတဲ့မြို့ကလေးစီကိုလစ်ကြတယ်။တနာရီလောက်ရထားစီးသွားရင်ရောက်သွားတယ်မြို့ကလေး။ရဲတိုက်ကြီးရဲ့ဘေးမှာရွှေခွေစီးစင်းနေတဲ့မြေကလေးတွေဆင်းပြီးလေလော်ကြတယ်။နှစ်ယောက်သားစွတ်ကျဲလက်ပြက်နဲ့ဘောင်းမီတိုးလေးတွေဝှက်လို့လေလော်ရင်အော်ဟစ်ရဲမောလို့စဲကြောတက်ကလေးတွေလိုပဲ။ နေရောင်ခြည်အောက်မှာမြမလေးဟာချက်စရာကောင်းပါလေးပဲလေကိုလူးပြီးကျွန်တော်စတဲ့အခါဟဲ့လို့ဟဲ့လို့မလုံနဲ့မောက်တော့မယ်ချီးတယ်လို့မှပဲဗျာဒီလိုပြောပြီးမျက်လုံးလေးပြူးပြီးအော်ဟစ်နေတာရဲ့အလိုရေနောက်ပြောင်နေရင်ကျွန်တော်စိတ်ထင်းလို့မရတော့ဘူးလေဦးမှထိုင်နေတဲ့သူ့စီကိုတိုးကပ်သွားတယ်လော်တက်ကိုကန့်လန့်လုံးလိုက်ပြီးသူ့ရှေ့မှာဒူးထောက်တယ်အလဲခစ်ကစစ်ထွက်ခါနီးသူ့ရဲ့ကောင်းလို့လို့ဘာလို့လို့ကိုက်ဖမ်းတယ်ရီဝေဝေအကြည့်နဲ့စိုက်ကြည့်တော့ ညီမလေးကမျက်လွှာချထားတယ်။ညီမလေးအကူတို့ခရစ်စမတ်ပိတ်ရတုန်းကဟို တောအုပ်လေးထဲမှာခုံနှမ်းလေးတစ်ခုတွေ့လို့ဝင်ထိုင်ကြတာမှတ်မိရဲ့မလား။အဲ့ဒီခုံနှမ်းလေးပေါ်မှာပန်းစည်းလေးတစ်ခုတွေ့ရလေ။အကူတို့ယူကင်ကြည့်တော့ဒိုရာအချစ်ကြီးမင်းထွက်သွားတာလေးနှစ်ကြာခဲ့ပြီမဲ့အတူထိုင်နေကြနေရလေးကိုငါမန္တတိုင်းရောက်လာတော့မဲ့မင်းရဲ့ထာဝရဘော့ဆိုတဲ့စာသားပါတဲ့ကလေးကိုတွဲလို့စိတ်ထဲ တမျိုးလေးပဲလို့တော့မင်းတောင်ပြောပါသေးတယ်။အင်းဘာဖြစ်လဲအဲ့ဒါ။အကူကအဲ့ဒီပန်းစီပါရှင်အဖိုးကြီးဘော့ဘူသဘောကျအားကြတာကိုအဲ့ဒီတော့ဘာဖြစ်တော့သူ့မျက်နှာလေးကမချိုမချင်းဖြစ်လာတယ်။ bright ညင်တော့ဟာအိမ်အောင်မပြုတ်သွားကြဘူး။ဘဝမှာလေးရင်မြန်တီထွင်တာနဲ့မိမယူတာနှစ်ခုစလုံးလုပ်ဖို့သူတို့မတတ်နိုင်ဘူးတဲ့။အကူလေးရင်မြန်မတီထွင်တတ်ဘူးညီမလေးရာ။ အမေမေအခုမအောင်နိုင်တော့ဘူးဗျာဒီမေညီမလေးသာအခုကိုပြန်မချစ်နိုင်ဘူးဆိုရင်ဟိုးမိုးကစဝိုင်းအထိလေကိုလှော့သွားလိုက်တော့မယ်တိလားလို့ခတ်တူးတူးပြောလိုက်မိတယ်ရုတ်တရက်ဘာဖြစ်သွားမှမသိဘူးအလဲငိုက်မိသွားတယ်ညီမလေးတော်နန်းမေမေကြီးဟာကျွန်တော်ကိုပေါခုံးအုပ်လာတယ်လေလူးသွားလို့လေနံတစ်ဖက်ကိုလက်နဲ့တင်းတင်းဆုပ်ကင်ထားလိုက်တယ်တခါကအင်မတန်လှတယ်လို့ထင်ခဲ့ဘူးတဲ့ပအုပ်နီနီကလေးတွေဟာကျွန်တော်ဘာပြင်တစ်ဖက်ကိုဘဲပြန်ညာပြန်လာပုတ်တက်နေတော့တာပဲ ကျွန်တော်ကိုအသင်းတိုက်ဖက်ထားရင်နှစ်ဖူးတွေနရွက်တွေနှက်ခမ်းတွေနေရာလည်းမရှိအောင်အားပါးရရှောင်နှန်းနေရကျွန်တော်မှာရင်တွေတဲတဲခုံပြီးတောင်းတောင်းကြီးရဲ့သူလှုပ်ချင်တိုင်းလှုပ်လို့ွားတော့မှမောဟိုက်နေတဲ့အတန်လေးနဲ့ပြောတယ်အကူကတောက်အာကြီးညီမလေးကပြင်လွန်ခဲ့တဲ့5မိနစ်လောက်ခရဲကဒင်းငါ့ကိုဘာမှမပြောရင်ငါအရင်ပြောပြပြီးဖက်နှန်းတောင်းကျပ်ပြမယ်ရေထဲခုံချပြီးစင်းပြပလိစေလို့တွေးနေတာသိရလားအဆက်သေးတဲ့လူကြီးရဲ့တဲ့အော်ဒီလိုလားလို့ အန်ကျိတ်တန်နဲ့ပြန်ပြောရင်မြမလေးကိုဆွဲခွာတယ်။ညနာကကျွန်တော်လက်ခုပ်တဲထည့်ပြီးစိုက်ကြည့်တယ်။သူ့မျက်နှာဟာရှက်စိတ်နဲ့ပန်းသွေးရောင်လေးတန်းနေတာပဲ။နှာခမ်းတွေကတဆက်ဆက်တုံးနေတယ်။ကျွန်တော်အောင်နှာခမ်းကိုကိုက်ပြပြီးမချင်မရဲလှုပ်ပြလိုက်တော့အကူနော်အဲ့လိုကြီးမကြည့်စမ်းနဲ့မြမလေးရင်တုံလို့သေးကုန်မှာတဲ့။ကျွန်တော်မျက်နှာဟာစက္ကနဲသူ့မျက်နှာကိုအုံမိုးပြလိုက်တယ်။အိုးလို့သူအော်ဘူးကြိုးစားသေးတယ်။ဒါပေမဲ့အဆုံးထိမအော်နိုင်ခဲ့ဘူး။သူ့နှာခမ်းလာလာလေးဟာ ျွန်တော်အနမ်းအောက်မှာနစ်မြုပ်ပျောက်ဆုံးသွားခဲ့ရတယ်။အဲ့ဒီနှွေရက်တွေဟာတသက်မမေ့နိုင်စရာရက်တွေပေါ့။ကျွန်တော်ဟာအလုပ်ကိုအသေးအတန်လုပ်ရင်းပတ်စံတွေစူးစမ်းပြီးစူဆောင်းနေ။နောက်တနေ့အတွက်ကျောင်းလာကားဆိုတာကိုပြည့်မီဖို့အတွက် အလုပ်ပြီးရင်အလုပ်တွေကြည့်ပဲ။အလောက်ပင်မဆင်းရဲနေပါစေ။လေကလေးတချွန်ချွန်နဲ့ရဲ့။အလုပ်ကပြန်လာရင်ထမင်းဟင်းမိမ့်စားဖို့ကျွန်တော်ချစ်သူညီမလေးကတပတ်စာချက်ပြုတ်ပြီးထားသွားပေးနေကြဆိုတော့ ပူပင်စရာမှမလိုတာကိုသူ့လက်ရဟင်းကောင်းကျွေးမွန်တွေကိုနှွေးပြီးစားလိုက်ရုံပဲဒါပြင် အပန်းဖြေစရာဝီစကီတက်လီတာပလင်းတပလင်းနဲ့ဘီယာပလင်းအစိမ့်လေးတွေပါဒါဇင်လိုက်ဝယ်ပြီးသူ့လောင်ပေးထားခဲ့သေးတာရဲ့ညစဉ်နေ့ပါကျွန်တော်အလောက်ကပြန်ရောက်ရေမိုးချို စားတော့ပြီးစီလို့ဘီယာလေးမော့စစ်ကလက်ဖွာရင်ဇင်ယူနေပြီဆိုရင်ကွန်ပျူတာဝက်ကန်ကိုဖွင့်ထားပြီးတယောက်မျက်နှာတယောက်ကြည့်ရင်စကားတွေအများကြီးပြောကြတာပါပဲ။ ဘာတွေပြောကြတာလဲဆိုတော့ကစာအုပ်တွေအကြောင်းရုပ်ရှင်တွေအကြောင်းကမ္ဘာအရေးအစရှိတဲ့ဖြင့်အမျိုးစုံပေါ့နောက်သူ့ဘဝကိုဘဝဇာတ်ကြောင်းလေးတွေပေါ့ကျွန်တော်ကားကြီးပဲကျွန်တော်ဘဝဇာတ်ကြောင်းကိုဆရာတော်သာဆွေလေးနဲ့ပြောပြဖြစ်တာများပါတယ်ညီမလေးကဗဇက်အဟောင်းသားနဲ့ငေးရင်နားထောင်နေတော့တာပါပဲဇလန်းတစ်ဖက်လောက်ဆုံးသွားတိုင်းအတော်ဆိုးတယ်လူပါလားလို့အမှတ်ချက်ချပြီးပြုံးစီစီလုပ်နေတတ်တာရဲ့ကျွန်တော်ပြောပြတဲ့အရာတွေဟာ သူရှင်သင်ခဲ့တဲ့ကဘာနဲ့ဝေးကွာလုံးနေတာကြောင့်ကျွန်တော်ဘာပြောပြောအံ့ဩမြင့်တက်နေတဲ့မျက်နှာပေးမျိုးနဲ့ငြိမ်ငြိမ်လေးနားထောင်နေတာပါပဲအချစ်အကြောင်းကမပြောကြဘူးလားဆိုတော့ကဟင့်အင်းမပြောပြကြဘူးဗျကျွန်တော်တို့ကလက်တွေ့ကြရတဲ့ဇုံတွေပဲကျွန်တော်အားတဲ့ရက်ဆိုသူရောက်လာတယ်အဲဒီတော့မှတယောက်နဲ့တယောက်မျက်စိအောက်ကအပြောက်မခံတော့လောက်အောင်အဖြစ်သေးကြတာပေါ့သူချွဲသမျှကျွန်တော်ကတပြုံးပြုံးနဲ့ခန်းကျွန်တော်ကိုသူကဇက်ကြောဆွဲပြီး နှိပ်ပြီးနေပြီးတွေလှုပ်ပြီးပြူစုယူရပြထမင်းဟင်းတွေချက်ပြုတ်ပြီးအခန်းတန်ရှင်ရေလှုပ်ပြီးအဝိတ်တွေရှော့ဖို့မီးဘူးတိုက်အဆရှိတဲ့ဖြစ်နေနဲ့အင်ရှင်မာလေးကြာနေတာပါပဲညနေစောင်းပြီဆိုရွေပန်းဆိုတော့ည၈နာရီလောက်ထိနေရောင်မပြောက်သေးဘူးနှစ်ယောက်သားမျိုးတဲ့ဘက်ထွက်လူရှင်းနဲ့အရပါတစ်ခုမှဝင်းထိုင်းဘီလျက်ထိုးလိုက်တစ်ခွက်တစ်ပလားချလိုက်မြားပေါက်တိုင်းဆော့လိုက်နဲ့အပျော်လွန်တဲ့နေရက်တွေပေါ့တချို့သောအလုပ်ပိတ်ရက်တွေမှာကြာတော့ခရီးထွက်ကြတယ် tourist တွေအသွားများတဲ့ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေမဟုတ်ဘူး။ကျွန်တော်တို့ကစာသမားတွေမဟုတ်လား။ငငယ်ကဖတ်ဖူးခဲ့တဲ့မြဝတ္ထုဇာတ်လမ်းတွေတဲကနေရာတွေကိုသွားရှာကြတာမျိုးစိတ်ကူးရင်ဆန်လုံးပေမဲ့တကယ်တော့လူဖြစ်ရတာတန်နေဆိုတဲ့ခံစားချက်မျိုးနှစ်ယောက်လုံးမှာတကယ်ရှိတာကိုဥပမာလန်ဒန်မြို့ကိုတက်သွားကြတဲ့အခါတိမ်းမြစ်ထဲမှာလှိလော်ကြပြီး "Hey ညော်တလင်းလင်းတွေက business သူ့မွေးစားအဖေ Protest ကြီးတို့နောက်ဆုံးအခန်းမှာထွက်ပြေးကြတာ မှတ်မိသေးတယ်မလားပေါ့အဲ့လိုတွေရဲ့။အိုဟောင်းနေတဲ့အရက်ပါတစ်ခုမှာ အတူတူသွားထိုင်ကြပြီး အတန်ငယ်မိုးလာတဲ့အခါညီမလေးမှတ်ထားဒုတိယကဘာစစ်အတွင်းကပြည်တိန်တိုက်ပွဲမယ်။ဂျပန်လေရင်တွေကလန်ဒန်ကိုအသေးအတန်ဘုံတွေကျဲချနေစဉ်ကနိုင်ရင်ဝင်ခွေးဘလူးချာကြီးဟာဒီဘားမှာအရက်လာထိုင်တောက်နေတာတဲ့။အတော်လေးညမိုးလာပြီဆိုရင်ဒီအရက်ဘားရဲ့ခေါင်းမိုးတက်ပေါ်တက်ပြီးဘုံတွေကျဲချနေတဲ့ဂျာမန်လေရင်တွေကိုအော်ဟစ်ဆဲဆုံနေတော့တာပဲတဲ့ အဲ့လိုရီအာလူဖုတ်တယ်ပြီးဘာနှစ်ဖက်ကိုဖောင်းဖောင်းကြီးဖြစ်အောင်လုပ်ဗဇက်ကဆေးပြင်းလေးချွတ်တဲ့ဟန်ပြင်းကောင်းငင်ပေါ်မော့ကြည့်ပြပြီးဂီတိရှာအဖိုးကြီးလေးတန်နဲ့ bloody bostic ဒီလိုဆဲရင်တရုတ်ဆောင်ပြတော့ညီမလေးမှတက်ခွီခွီနဲ့ရည်နေလိုက်တာရဲ့ရည်လို့ွားတော့မှကျွန်တော်ဘာကိုလက်ဖွားနဲ့လာပုတ်ပြီးရည်ဝေဝေနဲ့ပြောတယ် I knew when I met you an adventure was going to happen အဲ့အကြီးကမင်းတဲ့ဖိုးတွေကစားသားကြီးပါလို့ ကျွန်တော်ကမူးမူးနဲ့ပြန်စားတော့အာဖိပြတ်တယ်ကွာဒီမှာဖိလင်အပြည့်နဲ့ပြောနေပါတယ်ဆိုနေမှဒီလိုပြောပြီးစိတ်ကောက်သွားရောပျော်ရွှင်ဖွဲ့ရနေ့ရက်တွေနဲ့အဲ့ဒီတန်တွေဟာကုံဆုံးသွားခဲ့တယ်စတေမာလာမှာကျောင်းတွေပြန်ဖွင့်တဲ့အခါကျွန်တော်ဟာလက်မှတ်တင်လေးကျောင်းလာကတွင်းနိုင်ခဲ့တယ်ပထမနှစ်ကအမှတ်ကောင်းတဲ့အတွက်ကျောင်းလာကအနေငယ်ကင်းလွတ်ခွင့်ရတယ်ဒါဟာနိုင်ငံတကာကျောင်းသားတွေအတွက်သတ်မှတ်ထားတဲ့ policy တစ်ခုပဲကျန်တဲ့ငွေပမာဏဟာ ကျွန်တော်တေလောက်အောင်ရှာထားတဲ့ပတ်စံတွေနဲ့ကွက်တီးဆိုတဲ့လောက်လေးကိုလောင်းကသွားခဲ့တဲ့အတွက်တပ်ပြင်းချနိုင်ခဲ့ပြီတက္ကသိုလ်ကျောင်းကိုနောက်တစ်ခေါက်ပြန်တက်ရတဲ့အခါကျွန်တော်ဟာအရင်နှစ်ကလိုကြီးကန်းတကောင်ကဲ့သို့ထိတ်လန့်တုန်လှုပ်မနေတော့ပါဘူးအလောက်အကန်းဘလို့ရှာပြီးဘလို့ရက်တည်ရမလဲသိသွားတဲ့လူလေတယောက်ဖြစ်နေပြီဒီပတ်ဝန်းကျင်မှာအသားကျစာပြုတ်လာပြီအပေါင်းအသင်းဝင်းဆက်နဲ့စီနီယာကျောင်းသားတယောက်ဖြစ်လာပြီအဲ့ဒီဟာတွေထက်အရေးကြီးတဲ့အချက်က တခုခုဆိုကျွန်တော်နောက်မှာအသိရပြီမဲ့ချက်သူတိတ်ပံပညာရှင်မလေးရှိနေပြီမဟုတ်လားယုံကြည်မှုအပြည့်နဲ့တက်ကတော့ကိုကျွန်တော်ပြန်သွားခဲ့ပါတယ်